တယောက်သေးဝါဒတယောက်သေးနေထိုင်ရတာဟာ လွတ်လပ်မှုတစ်မျိုးပါထိုစကားကို ပြောသွားသူမှာဂျော်ဂျီယာအိုကီးဖြစ်သည် အမေရိကန်ခေတ်သစ်ပကြီးပညာရှင်များ၏မိခင်အဖြစ် တင်စားခြင်းခံရသူဖြစ်သည်နယူးယောက်မြို့၏မြို့ပြဆူညံရှုပ်ထွေးမှုများကိုညီငွေကာ မြူးမက်စီကိုတဲကန်နာရသူထွက်ပြီးတကိုယ်တည်းနေထိုင်၍ပကြီတွေဆွဲသည်အမေရိကန်ကဗျာဆရာမအမ်လီဒစ်ကင်ဆန်ဒီလဲသူမဤဘဝတလျှောက်လုံးတကိုယ်တည်းနေထိုင်ခဲ့သူဖြစ်သည်အိမ်내ကအိမ်ပြင်မထွက်ကို့အခန်းထဲတွင်သာအချိန်ကုန်ခဲ့သူဖြစ်သည်သူမဤကဗျာအများစုကိုသူမကွယ်လွန်ပြီးမှသာရှာဖွေတွေ့ရှိခဲ့သည်စိတ်ခံစားမှုပြင်းထန်သောလေးနှစ်သည့် အထီးကျန်ဆန်သောကြပြားတွေမှာ သူမ၏တကိုယ်ရဲနေထိုင်မှုကို ရောင်ပြန်ဟတ်နေသည်ကျွန်တော်နှစ်သက်သည့်အခြားသော တကိုယ်တော်နေထိုင်ခြင်းဝါဒနှင့်လက်တွေ့ဆန်းသက်မှုတွေပြုလုပ်ခဲ့သူတဦးလည်းရှိသည်ထို့သူမှာဟင်နရီဒေးဗစ်တော်ရိုးဖြစ်သည်တော်ရိုးသည် လူမှုအတိုင်းအဝိုင်းဖိအားများနှင့်မလိုအပ်သောရှုပ်ထွေးသည့်ဘဝပုံစံတွေထဲကနေရုံထွက်ခါ ဘဝဤအနှစ်သာရကို ရှာဖွေလိုစိတ်ပြင်းထန်ခဲ့သူဖြစ်သည်သူသည်တယောက်တည်းတော်ရဲသွားကနှစ်နှစ်နှစ်လနှင့်နှစ်ရက်တိုင်နေထိုင်ခဲ့သည်တော်ရောကဘဝကိုရည်ရွယ်ချက်ရှိရှိရိုးရှင်းစွာ ကိုအားကိုကိုပြီးတဘာဝတရားနှင့်နီးကပ်စွာနေထိုင်လိုသောကြောင့်တော်ရဲတွင်တကိုယ်ရဲသွားနေခဲ့ခြင်းဖြစ်သည်တယောက်တည်းနေထိုင်ခြင်းတည်ကောင်းသလားမကောင်းဘူးလားဆိုဒီမှာ လူတအူးချင်းစီဤခံယူချက်နှင့်သာဆိုင်သည်အမှုပညာရှင်အများစုသည်တယောက်တည်းနေထိုင်ရခြင်းကိုနှစ်သက်သည်အဖဲချောင်းဤသူတို့တွင် စိတ်တည်ငြိမ်စွာဖန်တီးနိုင်မှုနှင့်ကိုယ်ပိုင်အချိန်တွေလိုအပ်သည် အာယုံစိုက်နိုင်စေရန် အတွေးတွေကိုရှင်းလင်းရန်စိတ်ဖိစီးမှုတွေကိုလျှော့ချရန်သူတို့အတွက်တယောက်တည်းနေထိုင်ခြင်းမှာအကောင်းဆုံးဖြစ်သည် တယောက်တည်းနေထိုင်သည့်အခါတွင်အေးအေးဆေးဆေးတွေးခေါ်ခွင့်ရလာသဖြင့်အတွေ့အက်အမြင်သက်တွေထွက်ပေါ်လာပြီးဖန်တီးမှုပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်ပါသည်ကိုကိုကိုနားလည်လာလျင် ကိုခံစားချက် အတွေ့များနဲ့တံပိုးများကိုပုံမူနားလည်ရန်အချိန်ရလာစေသည်အရေးကြီးဆုံးမှာလွတ်လပ်မှုဖြစ်သည်ကိုလှုပ်ချင်တာကို ကိုယ်တိုင်ဆုံးဖြတ်ပြီး လွတ်လပ်စွာလောက်ကင်နိုင်ခြင်းမှာအမှုပညာရှင်တဦးအတော့အရေးကြီးဆုံးဖြစ်သည်အတွင်းစိတ်အားထက်သန်သူ introvert များသည်တယောက်တည်းနေထိုင်ရခြင်းကို နှစ်သက်သူများဖြစ်သည်အိမ်ထောင်ပြုခြင်းဆိုသည်မှာယောက်ျားတဦးနှင့်မိန်းမတဦးတို့သည်ညှိနှိုင်းနေထိုင်ရခြင်းဖြစ်သည်လူနှစ်ဦးသည်မတူညီသောပတ်ဝန်းကျင်မတူညီသောမိသားစုနောက်ခံ မတူညီသောဇယိုက်လက္ခဏာ မတူညီသောအလေးအကျင့်တွေနဲ့ကြီးပြင်းလာခဲ့ကြသူများဖြစ်သည်ထိုနှစ်ဦးပေါင်းဖက်လိုက်သည့်အခါတွင် ကိုဆန္ဒအတိုင်းဖြစ်ရမည်ဆိုက တဦးပေါ်တဦးကဖိအားပေးခြင်းထက် နားလည်မှုဖြင့်ညှိနှိုင်းခြင်းအလျှော့အတင်းလုံနိုင်ခြင်းကသာလျှင်အိမ်တောင်ကြီးကခိုင်မြဲစေနိုင်သည်ညှိနှိုင်းခြင်းကိုမလုံနိုင်ရင်တယောက်တည်းနေထိုင်ခြင်းကပိုကောင်းသည်တယောက်တည်းနေတာ ပိုမကောင်းဘူးလား လူတဦးချင်းစီဤခံယူချက်နှင့်ဆိုင်သည်မိမိလွတ်လပ်မှုကိုအတိကထားပြီးတယောက်တည်းနေထိုင်ခြင်းက ပိုမိုပျော်ရွှင်နိုင်မည်ဟုယုံကြည်လျင်တယောက်တည်းနေထိုင်ခြင်းက ပိုကောင်းသည်သို့သော အိမ်နောက်တစ်ခုကိုတိဆောက်ပြီးအချက်နားလည်မှုပံပိုးမှုတွေနဲ့လုံထွေးပတ်ချလေကဘဝကိုဖျက်ဆီးခြင်းလျင်ညှိနှိုင်းမှုတွေစိန်ခေါ်ချက်တွေကို ရင်ဆိုင်ကြော်ဖြတ်ရင်ပြင်ဆင်ထားဖို့လိုသည် တော်ရိုဤအဆိုတစ်ခုကိုပြောပြခြင်းပါသည်ကျွန်ုပ်သည်တယောက်တည်းနေထိုင်ရခြင်းကိုနှစ်သက်သည် အထီးကြံခြင်းကဲ့သို့ရင်းနှီးဖော်၍သောအပေါင်းအဖော်ကိုညီသည့်အခါမှမတွေ့ဘူးပါရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ယင်းအေးရ Podcast ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။